Good morning, team. Tell me what's going on. Right now. What the? Oh my god! ညတညာမက်ဒွန်နယ်ဆိုင်တဆိုင်ရဲ့ခေါင်းမိုးပေါ်မှာအမျိုးသားတူကမျက်နှာချက်ကိုဖောက်ပြီးဆိုင်တဲကိုဝင်နေပါတယ်။နောက်တနေ့မနက်မှာတော့ဝန်ထမ်း၃ယောက်ဆိုင်ခွင့်ဖို့ရောက်လာချိန်မှာတနက်ကင်ထားတဲ့တခိုးကသူတို့ရှိရုတ်တရက်ပေါ်လာလို့အကြီးအကျယ်ထိတ်လန့်သွားကြတယ်။တခိုးကသူပြောသလိုသာလုပ်ပါမကြောက်ပါနဲ့ ငါက good morning team လို့နှုတ်ဆက်ပြန်ပြီး good morning လို့တီတီနေနေနှုတ်ဆက်ပါလို့တောင်ပင်ပေးလိုက်သေးတယ်။နောက်တော့ဝန်ထမ်းသုံးဦးကိုနည်းနည်းထွတ်ထွတ်ဖြစ်အောင်ဆိုပြီးကုတ်အင်းကြီးတို့ဝက်ခိုင်းတဲ့အခါ dream ဆိုတဲ့အမျိုးသားဝန်ထမ်းမှာကုတ်အင်းကြီးမပါပြက်တနာပဲ။မင်းတို့ဒီနေ့တော်တော်အေးမှကွာလို့ပြောပြီးသူတို့ကိုအေးခန်းနဲ့ပို့တော့ lady first ဆိုပြီး main clip တွေကိုအရင်ဝင်ခိုင်းလိုက်သေးတယ်။ drain ကအထက်မှာတအေးမှာပဲဆိုပြီးသူ့ကိုမျက်နှာကလေးနဲ့စိုက်ကြည့်တော့တခိုးကတနာပြီးသူ့ရဲ့အပေါ်အင်ဂျီကိုချွတ်ပေးတယ် တကမ်းပိတ်ခင်သူထွက်သွားတာနဲ့ရဲကိုဖုံးဆက်ပြီးအကြောင်းကြားပေးခဲ့မယ်လို့ပါပြောလိုက်သေးတယ်။အဲ့ဒီနောက်မှာတော့သူကလော်ကာရဲ့ပတ်စံတွေကိုယူဖို့လုပ်နေချင်းစိုင်ကိုလာနေကြရဲကတစီထိုးဆိုင်ပြီးဂျွေးရီဘာလို့စိုင်မဖွင့်သေးတာလဲလို့အင်တာကုန်းကနေတဆင့်ပြီးတော့သူကလည်းခဏဆောင်နေပါလို့ခက်တီတီပြောလိုက်ပါတယ်။အဲ့ဒီသခိုးနာမည်က Jeffrey Manchester စကားအောင်တူးပါဒါပေမဲ့တက်ကနေထုတ်ခံရပြီးတဲ့နောက်ပိုင်းဘာလို့လို့ဘာကရမှမသိ တခြားမိဘတွေလိုသူကလေး၃ယောက်ကိုလည်းလူတန်းစေလိုလေသိမရှိဖြည့်ဆည်းပေးကြတာပေါ့ဓာရီကလွန်ခဲ့တဲ့နှစ်နှစ်ကသူ့သမီးလေးရဲ့မွေးနေ့ပွဲမှာစတင်ခဲ့တာပါသူ့သမီးလေးကမွေးနေ့လက်ဆောင်အနေနဲ့စပိန်လိုချင်ခဲ့ပြီးမဲ့ဂျက်ဖရီကတော့မတက်နိုင်လို့သူမကြိုက်တဲ့ဈေးပေါတဲ့လက်ဆောင်တစ်ခုပဲဝယ်ပေးနိုင်ခဲ့တယ်ဂျက်ဖရီရဲ့တငယ်ချင်း passport တူးလို့သူ steep ကတော့ဂျက်ဖရီအနေနဲ့ကိုယ့်ရဲ့ထူးခြားတဲ့အစွမ်းကိုသုံးပြီးဘယ်သူမှသတိမထားမိတဲ့အလုပ်မျိုးကိုရှာဖွေလုပ်ကင်ဖို့အကြံပေးပါတယ်အကောင်းတော့မဟုတ်ပါဘူး သူ့ကိုငတပြားလှောက်ခိုင်းတာပါ။ဂျက်ဖရီယာဘာလို့မှမရှိတော့တယ်။ကွဲကွာနေတဲ့ဇနီးတဲ့စီကမြစ်တာကိုလည်းပြန်မရအောင်မလုံနိုင်။သူ့မှာစပိန်လူချင်းနဲ့အကြီးမားလေးပြင်အမွာနဲ့ကိုပြပြစုံစုံထောက်ပံ့နိုင်ခြင်းမရှိ။ဒီတော့သူ့မိမကလည်းသူ့ကိုအကက်မခံတော့။စိတ်ပြပြနဲ့ကားထဲမှာထိုင်နေတော့မက်ဒေါ်နယ်ဆိုင်ရဲ့ခေါင်းမိုးပေါ်ကိုပြပြသမားတယောက်တက်နေတာသူမြင်မိလိုက်တယ်။ဒီချိန်မှာစောရနှစ်ခါကသူ့ဘဝကိုကင်လှုပ်လာပါပြီ။ ဒီလိုမခိုင်းတဲ့အမိုးတွေအောက်မှာအစားအစာတွေကနေငွေအဖြစ်ပြောင်းပေးတဲ့စက်တလုံးရှိတယ်ဆိုတာ तू သိတယ်အဲ့ဒါကိုဗီဂန်သစ်တာလို့လူတွေကခေါ်ကြတယ်အပတ်စဉ်တနင်္လာနေ့မှာငွေသိမ့်လေးရှိတာဆိုတော့တနင်္ဂနွေညဆိုတပတ်စာရောက်ရငွေတွေကတည်ရယူခြင်းစရာတနင်္ဂနွေလုံးမှာမက်ဒေါ်နယ်ဆိုင်ပေါင်းတပေါင်းကျော်ရှိအဲ့ဒီတဲက55ဆိုင်လောက်ကသာလူရန်နိုင်မယ်ဆိုရင်အိမ်တလုံးသူဝင်နိုင်တယ်သမီးလူချင်းနဲ့စပိန်တာမကဒီထက်ဖိုးတန်တာတွေကိုသူဝယ်ပေးနိုင်တယ် ငွေရှင်နဲ့အိမ်ဦးနဲ့သာဖြစ်ခဲ့ရင်သူလိုချင်တဲ့မိသားစုဘဝလေးပြန်လည်ရရှိနိုင်မယ်လို့ယုံကြည်ခဲ့မိပါတယ်။နောက်ဆုံးမှာတော့သူအဲ့ဒီတိုင်းပဲလုပ်ခဲ့ပါတယ်။အိမ်ဝယ်နိုင်ခဲ့တယ်၊ကားဝယ်နိုင်ခဲ့တယ်။ဒီအချိန်မှာအိမ်ခေါင်းမိုးဖောက်တခိုးရဲ့သတွင်းတွေကလည်းရုပ်တံတွေကလည်းမကြာခဏကြားနေရတဲ့တည်း။ဒါပေမဲ့တရားခံကိုဘယ်သူမှမဖော်နိုင် ။တရမှာတော့သူသမီးကြီးအတွက်ကြီးကျယ်ခမ်းနားတဲ့မွေးလူပွဲတစ်ခုလှုပ်ပေးဖို့ပြင်ဆင်နေချိန်မွေးမွေးချင်းချင်မြင်တဲ့တငယ်ချင်းစတိပ်ကတော့သတင်းမှာပြနေတဲ့တခိုးရဲ့ပုံချမ်းခေါင်းစွတ်ဆွထားတဲ့မျက်နှာနဲ့ခိုင်မာတောင်တွင်းတဲ့တခိုးရဲ့လူလုံးလူဖန်အရမောင်းကဂျက်ဖရီနဲ့တူတယ်ဆိုတာဂျိမ်းမိသွားတယ်။ဂျက်ဖရီကဒီเจ้าကိုဆွေးနွေးဖို့မပြောနဲ့သတင်းကိုတော့မှစက်မကြည့်နဲ့အောင်ပလက်တောင်မှဆွဲဖြုတ်လိုက်သေးတယ်။နောက်ဆုံးမိုးနေ့ဆူတောင်းပြီးချိန်မှာဂျက်ဖရီကသူ့သမီးလိုချင်တဲ့စပိန်ကိုဆပရိုက်တိုက်ပြီးပြသနေတော့ တိန်လုံးကိုရဲတွေဝင်စည်းပါတော့တယ်အခုတော့တခိုးရွှေရတပြပြလိုပဲလက်ဖျားငွေတီးတယ်လို့နေထိုင်ခဲ့မိတဲ့အမှားကအခုတော့တခိုးလူမီဖြစ်သွားရပါဘူးရဲတွေကိုမြင်တာနဲ့သူထွက်ပြေးဖို့ကြိုးစားပြီးမြင်သမီးရှိမှတည်းပဲသူဖမ်းခံခဲ့ရပါတယ်တရားရုံးရောက်တော့ Jeffrey ဟာလက်နက်ကင်လူရမှုနဲ့သူကျူးလွန်ခဲ့တဲ့တခြားအမှုပေါင်းများစွာအတွက်တရားသူကြီးကသူ့ကိုထောင်ဒဏ်45နှစ်ချမှတ်လိုက်ပါတယ်။ Jeffrey ဟာမိသားစုကောင်းစားရေးအတွက်မှားယွင်းတဲ့လုပ်ကိုလုပ်ခဲ့မိပြီ ။နောင်တဟာအခုသူအကျိုးပေးချိန်တန်လာတဲ့ချိန်မှာတော့သူဟာတန်တိုင်းနောက်ထဲရောက်သွားခဲ့ရပါပြီ။သူ့မိသားစုကိုလွမ်းလို့လို့ထောင်ထဲကနေသမီးလေးကိုဖုန်းခေါ်တဲ့အခါသူစစ်စနီးကအိမ်တော်ဘက်တစ်တောင်ရနေပြီဆိုတာသိလိုက်ရတဲ့ပြင်သူ့ကိုဟယ်လိုလို့တခွန်းလောင်မှပြန်ပြောပေါ်မရ။ဂျက်ဖရီယာအသေးကွဲဝမ်းနေခဲ့ရတယ်။သူ့ဘောအဲ့ဒီလောက်ထိစိမ့်ကားသွားတဲ့ဇနီးဟောင်းရဲ့ပုံကိုမိသားစုဓာတ်ပုံတွေကနေကွက်ပြီးဖယ်ထုတ်လိုက်တဲ့အချိန် ဲ့ဒီအချိန်ကနေစပြီးနေတိုင်းထောင်ကနေထွက်ပြေးဖို့သာကြံစီနေခဲ့ပါတယ်ထောင်ဖောက်ဖို့ကလူတွေရဲ့သတိပေါ်ရမှုကိုသူလိုအပ်တယ်နာခံပြီးကျိုးနွံတဲ့ထောင်သားတယောက်အနေနဲ့နေစဉ်လူရိုးလူစင်တွေကိုပုံမှန်လုပ်နေဖော်ဖော်ယွယွဆက်ဆန်တဲ့ကြာလာတော့ထောင်ဆောင်တွေဟာမင်းပါလို့ထောင်ကြရတယ်ဆိုတော့စပြီးမေ့လာကြလိမ့်မယ်သူတို့ကမင်းကိုမဆောင်ကြည့်တော့ဘူးဆိုရင်တော့မင်းကသူတို့ကိုပြန်ပြီးစောင့်ကြည့်လို့ရသွားပြီပေါ့တဲ့ ဒါသူကင်ထားတဲ့စီးမြင့်ပါပဲအဲ့ဒီစီးမြင့်တိုင်းပဲဂျက်ဖရီဟာထောင်မှလုံလုံနေရင်လာနေကြထရကားတစ်စီးကိုစစ်ဆေးရင်ကကားအောင်မှာနေရာလွတ်တစ်ခုရှိနေတာကိုသတိထားမိလိုက်တယ်အဲ့ဒီစပင်နဲ့အရွယ်စားကိုတတိချာမှတ်ပြီးတာမန်လူအတွင်ယူဖို့လိုအပ်တဲ့အဝတ်အစားတွေကိုလည်းကြည့်ပြီးဖန်တီးနေခဲ့ပါတော့တယ်တနေ့ထုံးစံတိုင်းထရကားပြန်ထွက်ခန်းဒီမှာသူကြိုလှုပ်ထားတဲ့ပြသားပြကိုကားအုပ်ကစပင်မှာကွက်တီခင်းပြီးအထဲကိုသူဝင်ပုန်းနေလိုက်တယ် ထောင်တဲကနေပြန်ထွက်လာတဲ့ကားတစီးတွေလိုအပ်တဲ့စစ်ဆေးမှုတွေလုပ်နေချိန်မှာသူတစ်ချိန်လုံးတိတ်တဆိတ်စိတ်လှုပ်ရှားနေခဲ့ရတယ်။ဘလို့ပဲဖြစ်ဖြစ်သူဟာထောင်နိုင်ငံပြင်ပကူရောက်သွားခဲ့ရပါပြီ။လမ်းတနေရာမှာရင်မောင်းကကားထုတ်ရပြီးအပေါ့သွားချိန်မှာတော့သူဟာအနီးနားကတောအထက်ကိုပြေးဝင်ပြီးတာမန်လူတယောက်လူပုံစံပေါက်ဝေစားတွေလဲလိုက်တယ်ပြီးတော့ကားကြုံစီးပြီးသူ့သမီးရှိတဲ့ရွက်ကွက်ကိုအရင်ဆုံးသွားကြည့်လိုက်တော့သမီးလေးကသူ့ပေးထားတဲ့စပိန်ကိုစီးနေတာတွေ့ရပါတယ် ဒါပေမဲ့1045နှစ်ကြာထားတဲ့ warranty ဆိုတော့သမိကိုချစ်လျက်နဲ့သွားပြီးပွေဖက်လို့မရဘာလို့လို့ဘာကံရမယ်မသိတဲ့ဆုံးအထောက်ထားတူတွေလှူစားနေတယ်သူတငယ်ချင်းဟောင်း steep ကိုဖုံးခေါ်ပြီးအကူအညီတောင်းတော့လေ steep ကထောင်ပြေးမှန်းတန်းပြီးရိမ့်မိတာနဲ့နောက်တလားထိသူ့ကိုဖုံးမခေါ်ပါနဲ့လို့ပိတ်ပြောတာခံလိုက်ရတယ် steep ကဘလောက်လဲလိုက်တယ်လဲထောင်ပြေးတယောက်တလားလောက်ပုံနေနိုင်တဲ့ရည်ချင်းရှိမှသူကအဆက်အသွယ်လုပ်မဲ့သဘောမဟုတ်ရင်သူလဲရာစဝတာလက်ခံမှုနဲ့ကွိသွားနိုင်တယ်မှလား ဖုံးချပြီးချိန်မှာဂျက်ဖရီဟာရဲကားတစ်စီးဖြတ်သွားတာကိုတွေ့လို့တစ်ဖက်ကားလန့်ကအယုတ်ဆိုင်ကြီးတစ်ဆိုင်ကိုတာမန်ဖောက်တဲ့တူအသွင်နဲ့ခက်တီတီဝင်သွားလိုက်တယ်။အတွင်းရောက်တော့အင်လာနဲ့သွားပြီးတခြားဘသူမှမရှိသေးဘူးဆိုတာကိုသိကြတာနဲ့မျက်နှာချက်ကလေဝင်ပေါက်ထဲကိုဝင်ပြီးသူ့ကိုယ်ရောင်ဖြောင့်နေလိုက်ပါတယ်။သူပုံးတဲ့နေရာရဲ့အောက်မှာ CCTV ထိန်းချုပ်ရာမန်နေဂျာအခန်းပေါ်ရောက်နေတာသူသိလိုက်ရတယ်။ညောက်တော့အဲ့ဒီခန်းထဲဝင်သွားပြီးကင်မရာရှုတော့မျိုးစုံကိုလေ့လာကြည့်တယ် ကင်မရာကွယ်နေတဲ့ထောင်းကနေမုတ်ထုပ်တွေကိုခေရခက်စေခိုးယူခဲ့ရတယ်။ရတာလေးတွေနဲ့သူဘိုက်ဖြစ်နေတော့ရုတ်တံကနေသူ့ရဲ့သတင်းကိုကြီးညာရတဲ့အခါရဲအရာရှိတူကဂျက်ဖရီဟာလက်နက်ကင်ထားနိုင်ပြီးအကြမ်းဖက်မှုသမိုင်းကြောင်းရှိတယ်။အန်ဒီယန်ရှိတယ်လို့လိန်ညာသတိပေးနေတာကြတော့သူစိတ်ပျက်သွားပါတယ်။ဒါပေမဲ့သူ့အကျင့်တိုင်းတခေါမှမဆဲပါဘူး။ဒီလိုနဲ့သူဟာနေဘက်မှာပုံပြီးညဘက်မှာကြက်စားတဲ့ညာမင်းသားဖြစ်လာခဲ့တယ်။ တရက် CCTV manual ကိုတွေ့လို့စနစ်တွေကိုကလိကြည့်လိုက်တဲ့အခါ record mode ကို off လုပ်နိုင်လို့သူသိပ်ပျော်သွားပါတယ်အဲ့ဒီအချိန်ကစပြီးသူဟာဆိုင်ထဲမှာလွတ်လွတ်လပ်လပ်သွားလာနိုင်ခဲ့ပြီးညဆိုရင်တဆိုင်လုံးကိုကိုယ်ရင်ကိုယ်ရလို့စိတ်ကြိုက်ပြောင်းစံတွေခွင့်ရသွားတယ်ဒါအပြင်ဘယ်ဘယ်ကင်မရာမှမမြင်ရတဲ့လူသူကင်းမဲ့တဲ့နေရာတစ်ခုကိုတွေ့သွားတဲ့အခါအဲ့ဒီနေရာကိုရှင်းလင်းပြီးနေ့အခါမှာသူ့အတွက်လှုပ်ဝက်ပုန်းခိုရနေရာဖြစ်ပြောင်းလဲခဲ့ပါလေ ူကနေဘက်မှာအိပ်ပြီးညဘက်ကျတော့ဆိုင်ကိုအပိုင်စားရထားတယ်ငတက်ပြားနဲ့တပါဖြစ်လာပါတော့တယ်အခုဆိုရင်ဂျက်ဖရီထောင်ဖောက်ပြေးခဲ့တာနှစ်ပတ်ရှိခဲ့ပြီရဲတွေကသူ့တရင်ကိုအစနာတော့မမရလူတွေကလည်းသူ့အကြောင်းကိုတဖြည်းဖြည်းမေ့လာကြပြီတကိုယ်တည်းပြင်းရှိမနေအောင်အထီးကျန်မနေအောင်သူ့စိတ်ကိုအမြဲနှိုးချနေဖို့တော့သူ့အမြဲလုပ်နေခဲ့တယ်တရဲဆိုင်ထဲမှာမွေးပြင်းစကလေးတွေကိုစောင့်ကြည့်တယ်အပေါ်စားမော်နီတာစနစ်တစ်ခုကိုတွေ့လို့မန်နေဂျာနှုတ်အခန်းမှာ နှလုံးစင်ပြီးနေ့မှာအပြင်းပြင်းသူကြည်နေခဲ့တယ်ဒီလိုနည်းနဲ့ဝန်တန်းလီနဲ့မန်နေဂျာမစ်တို့ကသူတိခဲ့ရတယ်တနေ့မှာလီကသူ့ကလေးတွေနဲ့နေခွင့်ရဖို့ခွင့်တရတောင်းပေမဲ့မစ်ကမပေးဒီတော့သူကမစ်ရဲ့ကွန်ပျူတာစကားဝတ်ကိုကိုးကြည့်ထားပြီးကွန်ပျူတာပွင့်တဲ့အခါလီလိုချင်တဲ့ခွင့်ရကိုရအောင်သူကအချိန်စရာကိုပြောင်းပေးလိုက်ပါတယ်ဒီလိုနဲ့ရက်တွေကြာလာတော့သူ့ဘဝသူညှိ့ဝေလာတယ် တညမှာသူဟာမိရှိဥပ္ပန်းတွေကိုကြည့်ဖို့ခေါမိုးဘော်ကိုတက်ပြီးလူတွေကြားမှာနေထိုင်ခဲ့ရတဲ့ခံစားချက်ကိုလွမ်းစွန့်နေခဲ့လူတွေကလည်းသူ့ကိုပို့ပြီးမိတ်လျော့နေကြပြီအထီးကျန်မှုကပဲသူ့ဖော်လို့ဖြစ်နေတာကြောင့်မခံနိုင်တော့တဲ့ဆုံးအရေးပေါ်တကားကနေခဏတာ အပြင်ကိုလစ်ထွက်လာခဲ့ပါတယ်သူစတီကိုဖုန်းဆက်ခေါ်ကြည့်ပေမဲ့စတီကအိမ်မှာမရှိသူ့ရဲ့ရီစားကပဲဖုန်းကင်တယ်ဒီဇင်ဘာတရနေ့ထိပြန်မလာဘူးဆိုတာသူသိလိုက်ရတယ် ပြီးတော့သူ့အိမ်ကိုဖုန်းခေါ်တဲ့အခါသူ့သမီးရေမောတန်ကိုကြားရပြီမဲ့သူကတော့စကားမပြောအတန်မပြုဒါကိုရိပ်မိသွားတဲ့ဇနီးဟောင်းကဖုန်းကိုလာကန်ပြီးတစ်ဖက်လူသူဆိုတာရိပ်မိသွားတဲ့အခါနောက်တစ်ခါဖုန်းခေါ်ရဲကိုအကြောင်းကြားမယ်လို့တတိပေးပြီးဖုန်းချသွားပါတယ်အဲ့ဒီညမှာဂျက်ဖရီဟာသူ့ဘဝကိုစိတ်ပြက်လွန်းဒေါသထွက်လွန်းလို့ဆိုင်ကရုပ်တွေကိုလိုက်ပြီးရိုက်ချတယ်သူ့ရဲ့မွန်ကျက်မှုတွေကိုအယုတ်တွေပေါ်ပုံချမိသွားပါတယ် နောက်တနေ့မှာတော့မစ်ကဝန်ထမ်းတို့ကိုဒီအပိုင်းဂျားလုံးတွေပျောက်တာများနေတယ်ဆိုပြီးခိုးစားသလားလို့စွပ်စွဲတာသူကြားနေရတယ်တကယ်တရားခံကတော့သူစားစရာမရှိတော့ကလေးကြိုက်မုတ်တွေကိုသူ့အဟာရလုံနေခဲ့ရတော့ကိုလူတွေကမသိတရမလီကကလေးတွေအတွက်အယုတ်တွေလူတန်းဖို့သူ့ဖះเจ้าကလက်ကန်းစာဆောင်တစ်ခုကိုယူလာပြီးမစ်ကိုအလူခံတယ်မစ်ကသူစီဝါးရေးလုံနေတာမလူနိုင်ဘူးဆိုပြီးလီထွက်သွားတဲ့အခါလက်ကမ်းတာဆောင်ကိုအမိုက်ပုံးနဲ့ထည့်ပစ်လိုက်ပါလေ အဲ့ဒီညမှာဂျက်ဖရီယာအမိုက်ပုံးတဲ့ကလက်ကမ်းစာတောင်ကိုသွားဖက်ကြည့်လိုက်တယ်။လိပ်စာကိုတွေ့တာနဲ့နောက်တနေ့မှာဆိုင်ကရုပ်တွေကိုအိတ်နဲ့ဆုထက်ပြီးဖျားเจ้าကိုယူသွားခဲ့တယ်။သူရုပ်တွေချထားခဲ့ပြီးအမြန်ပြန်လစ်ဖို့စိတ်ကူးထားပြီလေ။ဒီအချိန်မှာအပြင်ကိုဆေးလိပ်ထွက်ပေါက်တဲ့အမျိုးသမီးတူကသူ့ကိုမြင်ပြီးအမိုက်တွေကိုဒီမှာလာမပြစ်နဲ့လေလို့လှမ်းပြောတာခံလိုက်ရတယ်။သူကအမိုက်မဟုတ်ပါဘူးအရုပ်တွေလာလူလာလို့ပြောလိုက်တော့မှဒါဆိုရင်လည်းတလက်စားတယ်ထည့်ပေးပါလို့ဆိုရက်ပြင် သူပြန်ထွက်သွားမယ်လို့တော့အမိဖော်လို့သူစေတနာရှင်ကြီးကိုဝတ်ပြုဆူတောင်းပွဲရှိရာအတင်းဆွဲခေါ်သွားလို့ Jeffrey လဲကန့်လန့်ကန့်လန့်နဲ့ပါလာတယ်။တယောက်ယောက်ကသူ့ကိုမှတ်မိသွားမှဖြစ်ဆိုတဲ့စိုးရင်ပြီး Jeffrey စိတ်လှုပ်ရှားရင်ကဓမ္မတေးတီကျူးနေတဲ့လီတယောက်ပြုံးရှင်နေတာကိုတွေ့လို့သူ့ပြော်တွေကူးဆက်သွားပါဘူး။ဘူဖေးစားချိန်ရောက်တော့အိမ်ချက်တွေငတ်နေကြ Jeffrey ဟန်တောင်မဆောင်နိုင်ဘူး။ အားရပါရစတော့ဘုရားကျောင်းကောင်းဆောင်ရွန်စမစ်နဲ့သူ့ဇနီးတို့ကအနားကိုရောက်လာပြီးတရားရုံးကတော့တတော်ကိုဗိုက်ဆာနေပြီလို့လာစတယ်သူရှက်သွားတော့လူကောင်ကြီးကြီးတွေအစားတော့တွေအများကြီးလိုတယ်စားပါစားပါလို့ဆက်နှောက်ကြတယ်သူ့ကိုမမြင်ဘူးလို့မေးကြတော့သူ့နာမည်ကဂျွန်ဇော်ရင်နယူးယောက်ကလာပြီးအစိုးရအတွက်အလုပ်လုပ်နေတဲ့သူဘယ်မှာနေလို့မလုပ်တယ်ဆိုတာကတော့ classify ပြောလို့မရဘူးပေါ့ သူပုံနေတဲ့ဆိုင်ကလည်းကလေးပစ္စည်းဆိုင်ဆိုတော့ဖနှက်တွေကသူ့ခြေောက်တဲ့ site တွေသိနေတယ်လို့အဝိစားတွေကလည်းယောက်ျားမဆန်ဒါကပဲသူ့ကိုလူခင်မင်စရာဖြစ်နေခဲ့တယ်ရုပ်တွေအများကြီးလူတန်းသူဖြစ်လို့ဒီလူကိုဥဆောင်လှုပ်စော်တဲ့လီနဲ့မိတ်ဆက်ပေးရမယ်လို့သူတို့ကလုပ်ကြတယ်။အဲ့ဒီချိန်လီကခေါင်းကြောမာတလို့ဆက်ဆံရလက်ပေါက်ကတ်တဲ့သူ့သမီးကြီးနဲ့စကားပြောနေတဲ့ချိန် မိတ်ဆက်ပြီးလို့ Jeffrey အကြောင်းမသိသေးတာတွေဝိုင်းမေးကြတဲ့အခါသူက single လို့ပြောတာကြောင့် Jeffrey ကိုဗုဒ္ဓဘုရားနေမှာပြမယ် single party တစ်ခုကိုလာဖို့အတင်းဖိတ်ကြပါတယ်နောက်ဆုံးတော့ John Zorin တစ်ဖြစ်လဲ Jeffrey ဟာလာခဲ့ပါမယ်လို့လီကိုဂရီပေးလိုက်မိတယ် John Zorin ဆိုတဲ့ဘဝတစ်ခု Jeffrey ဖြစ်ရတာတစ်ထောင်မှသူပို့ပျော်သွားတယ်လူတိုင်းကသူ့ကိုခင်မင်းတယ်လို့လီကလည်းသဘောကျတယ်လို့ပဲပထမဦးဆုံးအချိန်ဖြစ်လူတော့ပြန်တိုးခွင့်ရလို့ခံစားချက်ကတိတ်ကိုစိတ်ချမ်းသာဖို့ကောင်းတယ် ဒါပေမဲ့သူ့သွားတွေကတော့ဆိုင်ကကလေးတွေစားနေကြကြားပါတဲ့မုန့်တွေကြောင့်သွားကိုက်ဝေဒနာပြပြတတန်စတင်ခံစားလာရတယ်။သွားစိတ်ကန်းပြဖို့ဆိုရင်ပတ်စံလိုမှမှတ်လား။ဒါကြောင့်သူကဆိုင်ကဗီဒီယိုဂိမ်းချုပ်ကိုခိုးယူပြီးရောင်းစားလိုက်တယ်။ရလာတဲ့ငွေနဲ့သွားစည်းကမ်းမှာပိုးတွေကိုသွားပြီးချစ်ထုတ်ပစ်ခဲ့ရတယ်။ချိန်ထားတဲ့ single party ကိုလီနဲ့တူသွားလိုက်တော့ဟိုမှာအမျိုးသမီးတွေကြီးပဲဖြစ်နေတယ်။သူက single party လို့ပြောပြီးအခုတော့ super model party မဟုတ်လားဆိုတော့အလုံးပွဲကြသွားတယ်။ အခုလိုနုပြိုလှပတဲ့တငယ်ချင်းတွေအများကြီးရလို့ဝမ်းသာတယ်လို့ထပ်ပြောလိုက်တော့အချိုးပေါ်စကားလုံးတို့လူသူ့ကိုပိုခင်မင်လာကြတယ်ဒီကြားထဲထောက်လင်းရေးလောကနဲ့မကင်းတဲ့အမျိုးသမီးတယောက်ကသူကအစိုးရလူဆိုတော့ကိုတိတ်မတင်ကားလို့မေးခွန်းတွေထုတ်တော့ဂျွန်ကဟာတာရင်းနှောရင်လွတ်အောင်ရှောင်ဖြေနိုင်ခဲ့ပါသူတောင်းဝင်ကတွေ့ဝက်ပြီးတချို့လည်းမဟုတ်ပြန်ဘူးဆိုတော့ဒီကိုဘာလာလောက်တလဲပေါ့ ဂျီတော့ဂျွန်ဇော်ရင်းကလီကိုစောင့်ချိတ်ပြီးနောက်ထပ်ဖြစ်လာမဲ့မစ္စစ်ဂျွန်ဇော်ရင်းကိုရှာဖွေဖို့ဖြစ်နိုင်တယ်လို့ပြောပြလိုက်တော့အားလုံးပုံပြီးပွဲကြသွားပါတယ်ဂျွန်လည်းအခွင့်အရေးရတာနဲ့လီကိုစောင့်ပိုက်အခြေတမျိုးတိုက်ရိုက်တမျိုးနဲ့ကလင်းတယောက်မိသားစုတွေအခုထိလမ်းနေသေးတယ်ဆိုတာမျိုးဇော်နာညံတန်နဲ့အရှုံးဖောက်နေတော့လီရှက်ပြုံးကြည့်တာပြုံးနေခဲ့ရပါတယ်ပါတီပွဲပြီးလို့ပြန်ချင်ရောက်တော့လီကသူ့ကိုပို့ပွက်လင်းလင်းမိကုန်းနှစ်ခုလောက်မေးချင်တယ်ဗျမေးပါဗျာရှင်ကဂေးလား ဗျာမဟုတ်ပါဘူးဗျာဘာကြောင့်ခေးလို့ထင်တာလဲရှင်ဝက်လိုက်ရင်အမျိုးသမီးဖနက်တွေကြီးပဲလေအမှန်တော့ကလေးစီဖနက်တွေပါခထောထောကလေးစီစိုက်ကြီးဆိုတော့ကို तू ဘယ်လိုလုပ်ရှင်းပြရမလဲဘာပဲဖြစ်ဖြစ်ဂေးမုတ်တာတေချာသွားတော့မှဒီကသူ့အเจ้าနဲ့သူတခွခွရေရင်ဒုတိယမေကုံကရှင်နဲ့ကျမချင်းတွေ့ကြမလားတဲ့တဲတော့တက်လီပဲဂျွန်လည်းသိမ့်မူမနေတော့ပဲနှစ်ခါတော့မပြောလိုက်ရဘူးရင်မခုံရတာကြာပြီမှတ်လားအင်းပေါ့ ပြန်ကနီဂျွန်ကလိကိုဖတ်ပြီးနှုတ်ဆက်တော့လေရဲ့ကိုလုံးလေးတုံကြည်နေတယ်လို့ဂျွန်ကပြောတယ်။သူကိုယ်တိုင်ကတော့ရှက်ကိုရှက်ကန်းနဲ့ကားတိုက်တော့မလို့မယ်ဆယ်ကျော်သက်တူလာကြလို့ဒီလိုနဲ့သူတို့တွေပန်းချန်တဲ့ချင်းတွေ့ုံသာမကလီကဂျွန်ကိုသူ့အိမ်ထိခေါ်သွားလို့သူတို့တွေအတိလင်းချစ်သူတွေဖြစ်သွားပါတော့တယ်။အဲ့ဒီနောက်မှာလီကသူ့ရဲ့သမီးနှစ်ယောက်ဖြစ်တဲ့ဒီနဲ့လင်ဆေးချောင်းကိုစပြီးပြောပြတယ်။ငယ်မလေးဒီကရှက်တက်ပြီးစိတ်ထားနူးညံ့သူဒါပေမဲ့သူ့စပိန်ကိုတော်တော်ရုံအညံ့မခံတဲ့သူ အမလင်စေးကတော့သူ့တကားမှာရင်ခုန်တန်မရနိုင်ပါလို့ဆိုင်းပုတ်ချိထားတဲ့အထိခစိမ့်စိမ့်နေတတ်သူကားမောင်းတင်ဖို့လဲဘလို့မှပြောမရဘူးလို့ပြောမိလိုက်တယ်ဒီတော့ဂျက်ဖရီကသူ့တင်ပေးမှာပေါ့လို့ဆိုတယ်လီကအခုတွေ့အခုချင်းအခုသမီးကိုကားမောင်းတင်ပေးအဆင့်တွေတိတ်မြတ်နေတာကိုရယ်ပေမဲ့လီကိုတိုင်ကလူလူလာလာဆိုတော့နောက်တစ်ပတ်မှာပီဇာပါတီလုပ်ပြီးတငယ်ချင်းတယောက်အနေနဲ့သမီးတွေကိုမိတ်ဆက်ပေးဖို့စီစဉ်လိုက်ကြပါတယ် လီနဲ့တိုင်ပင်ထားတဲ့ရက်မှာတော့သူကလီရဲ့အိမ်ကိုသွားပြီးဒီနဲ့လင်ဆေးအတွက်အစားအသောက်တွေနဲ့လက်ဆောင်တွေပုံတပင်ကြီးယူလာခဲ့တယ်။အငယ်မာလေးဒီကတော့လက်ဆောင်တွေပေးလိုက်ုံနဲ့အလွယ်တကူရင်းနှီးခွင့်ရပြီမယ်။အကြီးမှလင်ဆေးကတော့သူ့ကိုတိတ်ကြိုဆိုမှုမရမကောင်းတက်လို့တုတ်ဆက်ပြီးသူ့ခံနဲ့သွားနေလိုက်တယ်။ဒီနဲ့ကတော့တူကိုတူခက်မမြန်ခင်တွယ်ပြီးညာဦးပန်းရောက်တဲ့အချိန်အတူတူရုပ်ဆက်တန်းစော့နေလို့လီကတော့မှလာပြီးမနေ့ကလူခွဲလိုက်ရသေးတယ်။ ဲ့ဒီညအိမ်ပြန်ကန်ဒီနှုတ်ဆက်လမ်းပေးကြတော့ Jeffrey က "तू ထက်လာလို့ရမလားနောက်တစ်ခါလာရင်ပရင်းမှန်ကိုအตาလေးခောက်ရမလား"လို့စလိုက်ပါတယ်လီရွယ်ကကောင်လေးတယောက်မှန်တကားလာခောက်မဲ့အချိန်ကိုစောင့်နေရမယ်ကောင်မလေးမဟုတ်ဘူးလေဒီတော့ Jeffrey ကအရှိတကားကိုလာခောက်မဲ့ဆိုရင်ကိုဆိုတော့လီကလူလူချင်းချင်းခေါင်းညှိလိုက်ပါတယ်ဒီလိုနဲ့အချိန်ကြီးကြာလာတဲ့မြတ် Jeffrey ဟာလီကိုပို့ပြီးချစ်လာခဲ့တယ် သမီးငယ်ဒီနေ့ကလည်းသူရင်းတမြပို့ပြီးနှွေးထွေးလာလိုက်တာစပင်ဘယ်တော့မှမညှက်ချင်တဲ့ဒီကဂျက်ဖရီဖြောင်းဖြလို့ဆံမိတ်ချဖို့သူ့ရှေ့စပင်ကိုအညက်ခံတဲ့အထိသူတို့ချင်းခင်မင်လာကြပြီမယ်လင်ဆေးကတော့သူ့ဘောအပြေဝါနှွေးထွေးလာခြင်းမရှိသေးပါဘူးဂျက်ဖရီယာနေဘက်မှာဆိုင်ကိုစောင့်ကြည့်ပြီးညဘက်မှာလေးရဲ့မိသားစုနဲ့ပေါင်းအားလျက်တွေကိုဆင်နွှဲကအချိန်တွေကိုအတူတူဖြတ်တန်းလာမိပါတယ် သူရဲ့လှုပ်ဝက်ဘဝကတတောင်တတာရှိပြီမဲ့ Jeffrey တပြေးပြေးစိုးရင်လာခဲ့တယ်အခုလိုတနေရာထဲမှာအကြာကြီးနေရင်တစုံတစ်ယောက်ကသူ့ကိုမှတ်မိသွားနိုင်တယ်လို့စိုးရင်လာတခြားကို ပြောင်းပြီးဘဝတစ်ခုကိုအတူတူထူထောင်ဖို့လေကိုပြောကြည့်ပြီလေကသူ့ဘဝဟာဒီမြို့မှာရှိတယ်လို့ပြောတယ်တညမှာ Jeffrey ဆိုင်မှာရေချိုးနေတော့အမှတ်မထင် Miss တယောက်ငကြက်တက်ပြီးဆိုင်ထဲကို ပောက်ချလာတယ် အရင်လိုဆိုင်ထဲမှာသူ့ဝစ်စားတွေကိုလှမ်းပြီးကလေးဆက်ပြားတွေတိုက်နေတော့ရောက်လာလို့ဂျက်ဖရီထိတ်လန့်ပြီးသူ့ပစ္စည်းတွေကိုအသေးအံဖွက်ဖို့ကြိုးစားရင်းကသူ့ကိုတုံးလို့ဘလို့မှပွယ်ဝက်လို့မရမစ်တယောက်သူ့ရှင်မှာ လူတယောက်တုံးလုံးကြီးပေါ်လာလို့ငေတံပါအောင်អော်ပြီးထွက်ပြေးသွားပါတယ် What the oh my god ဂျက်ဖရီကသူ့နေရာကိုအမြင်တက်ပုံပြီးကလေးထိန် CCTV တွေကနေစောင့်ကြည့်လိုက်တော့မစ်ကရဲတွေကိုလူကောင်ကြီးကြီးကိုတုံးလုံးကြီးကကျုပ်စီကိုပြေးလာတာဖြစ်လို့သူတွေ့ခဲ့တဲ့အချိန်ပြောပြနေတယ်ရဲတွေကစိုင်နဲ့ရှာဖွေစစ်ဆေးပေမဲ့သူကမတွေ့ကြဒါအပြင်စိုင်က CCTV တွေကအလုံးလုံးပဲပဲ record mode off ဖြစ်နေတာကိုသိသွားကြတယ်မစ်ကဒီအပိုင်းဗီဒီယိုဂိမ်းစီရီပစ္စည်းတွေမကြာခဏပျောက်ဆုံးနေတာကိုပါထက်တိုင်လိုက်ပါပဲ နောက်ကြိမ်ဖျားเจ้าမှာစုံကြတော့လူတိုင်းကဆိုင်ကကိုတုံးလုံးဖောက်ထွင်းသမားเจ้าပြောနေတော့လင်စင်းနဲ့ဂျက်ဖရီကလိကိုအလုထွက်ဖို့နှစ်ယောက်သားအကြံတူပေးမိလိုက်ကြတယ်သူတို့နှစ်ယောက်ထဲမှာလိကိုအလုထွက်စေချင်တာချင်းတူပေမဲ့လင်စင်းကဘယ်ကမှမသိတဲ့လူထုလူဆန်းတယောက်သူ့အိမ်ကိုဝင်ချင်းသလိုဝင်ထွက်ချင်းသလိုထွက်လုံနေတာကိုပြီးမခံနိုင်ဘူးလို့လူကြားထဲမှာလည်းရိုင်းရိုင်းဆန်းဆန်းပြောမိသွားတယ် Jeffrey တက်ဘွားကိုဂျေဆုံမျောနေလိုက်တာအခုလိုအချက်တွေးတွေရင်ဆိုင်လာရတော့မှ Steve ကိုဖုန်းခေါ်ပြီးနောက်တနင်္ဂနွေမှာတွေ့ကြဖို့ချိန်လိုက်ပါတယ်လီကအဲ့ဒီဖုန်းခေါ်ဆုံးမှုကိုမတော်တဆကြားခဲ့ပြီး Jeffrey ကအစိုးရအလုပ်ကိစ္စမို့မင်းမကြားသင့်ဘူးလို့ခက်တီတီနဲ့လှိမ့်လိုက်တယ်တဆတဲ့အင်သားတွေကိုသူ့ထုံးစံတိုင်း morning လို့နှုတ်ဆက်တယောက်ကတော့ပြောစရာစကားမရှိဘူးလားလို့စကားဆလိုက်ပါတယ် ဒီတော့မှလင်းစေးကသူ့ခိုနေကလူရှိသူရှိမှရိုက်မီတာကိုတောင်းပန်ပြီးဂျက်ဖရီကိုတနေရာသွားစရာရှိလို့ကားမောင်းပြီးလိုက်ပို့ပေးပါလို့ပြောတယ်လင်းစေးကသူ့မေမောင်းတဲ့ကားကိုမစည်းကျင်ဘူး။လီကလည်းတနေရာကိုသွားကျင်ကိုကိုတိုင်ကားမောင်းတင်ဖို့အချိန်တန်ပြီးဆိုပြီးတားမိလူစကားများကြတယ်။ဒါတွေကိုကြားတော့ဂျက်ဖရီကငါတို့မှာတပည့်ရဲ့ကားတစီရှိဖို့လိုပြီ။ကားရောင်းဆန်ကိုသွားစိတ်ကြိုက်ကားတစီကိုစမ်းသပ်မောင်းနေတဲ့အခါဂျက်ဖရီလည်းသူ့စွမ်းကိုပြကျင်တဲ့ဇောနဲ့အရှိန်မြင့်ပြီးခက်ကြမ်းကြမ်းမောင်းပြစ်လိုက်တယ်။ ရောင်သမားနဲ့ဒီတို့ကဒေါသထွက်ပြီးမယ်ကလေးတွေကတော့သူ့ကိုသူရဲကောင်းလို့အထင်ကြီးသွားတယ်ရောင်သမားကဒေါသထွက်ပြီးကားပေါ်ကနေတင်းစင်ခိုင်းတော့ဂျက်ဖရီကအခုပဲကားကိုတခါတည်းအကြေးပေးချေလိုက်လို့ရောင်သမားမစက်ပိတ်သွားပါဘူးအဲဒီနောက်ဂျက်ဖရီကလင်စေးကိုသူရှိတယ်ကားကိုစမ်းပြီးလာမောင်းကြည့်ဆိုပြီးနေရာပြောင်းပေးလိုက်တယ်လီစီကကားကိုဘေးကင်းကင်းနဲ့မောင်းနေလိုက်ပြီးတဲ့နောက်မှာတော့သူတို့အားလုံးကားအသင့်နဲ့အတူတကွဓာတ်ပုံရိုက်ခဲ့ကြပါတယ်။တကယ့်မိသားစုလိုလေးဦးသားနှွေးထွေးသွားပါပြီ မိသားစုလေးတစုထပ်ရလာတဲ့အချိန်ရောက်တော့မှသူဟာမြို့ကနေအပြီးရှောင်ဖို့အချိန်ကလည်းကြာရောက်လာခဲ့ပြီပြောရမှာအခုလိုဆက်နေလူပြီးတော့မယ်သူ့ဖို့တော်ရကိုပြောင်းမှဖြစ်တော့မှာပါချိန်သားနဲ့တနင်္ဂနွေနေ့မှာဂျက်ဖရီယာစတိနဲ့တွေ့တွေ့ပြီးသူ့ကိုအိုဝင်ဂရဖင်ဆိုတဲ့အမေခံတဲ့နဲ့ဘဝတကူစတင်ဖို့လိုအပ်တဲ့စာရွက်စာနဲ့ဒီအားလုံးစီစဉ်ပေးမယ်လို့ဂရီပေးလိုက်တယ် ဒါပေမဲ့ Jeffrey ကထောင်ပြေးဖြစ်ပြီးကြီးစားထားအချိန်ဖြုံးနေတယ်မဟုတ်လားလို့ Steve ကမေးခွန်းထုတ်တဲ့ပြင်ဘော်ဒါကဘော်ဒါကန္တာအလုတ်ကအလုတ်ပဲဆိုပြီးအထောက်ထားအတူတူကုန်ကျစရိတ်ဒေါ်လာ9000ဝန်းကျင်ရှိမယ်လို့ပြောလိုက်ပါတယ်ဒီတော့သူ့မှာဝင်9000အရင်ရှာရတော့မယ် Jeffrey အဲ့ဒီစီကနေကားမောင်းပြန်လာတော့တနက်ဆိုင်တဆိုင်ကိုသတိထားမိလိုက်တယ်တနက်ဆိုင်တူဆိုတော့ငွေတွေအပုံကြီးရှိမှာပေါ့လေ ဒါနဲ့ပဲကားရက်ပြီးခိုးရင်တုန်းကလူခေါမိုးပေါ်ကနေခိုးဝင်လိုက်ပြီလေအထက်ရောက်တော့သူဆိုင်မပြီးရောက်သွားတယ်တနက်ဆိုင်တဲ့ကဲ့ရက်ကတခြားဆိုင်ဖြစ်နေပြီဒီတော့သူလည်းနိုင်ရန်ကိုဖောက်ပြီးတနက်ဆိုင်တဲ့ကိုဝင်ဖို့လုပ်တဲ့အခါအချက်ပေးတံပြီးစူညံသွားတယ်ဒီတော့လည်းပောက်တဲ့နဘူးမထူးတော့တဲ့ဆုံးဂျက်ဖရီကတနက်နဲ့ခဲရန်တချို့ကိုအမြန်ယူပြီးရှစ်မှန်တကောက်ကိုရက်ခွဲကဥရားဖရာထွက်ပြေးခဲ့ရပါတော့တယ်အခုလိုခရစ်စမတ်ရာသီအတွင်းမှာရုပ်ဆိုင်ကဝင်ဝေးပြားပြားရှိတတ်တယ်ဆိုတာကိုသူသိထားတယ် သူပုတ်နေကြဆိုင်ကိုအနီးကစောင့်ကြည့်ရင်ဝန်ထမ်းတွေကအင်္ဂါနေ့တိုင်းငွေသားတွေထုတ်ယူတယ်ဆိုတာသူသိခဲ့ရတယ်။ရုပ်ရောင်းလို့တိတ်ကောင်းတဲ့ရာသီမို့မစ်ကလည်းခရစ်စမတ်ညမှာတော့မှလူတိုင်းအလုလုရမယ်လို့အချိန်စရားကိုပြောင်းလဲလိုက်တယ်။ဂျက်ဖရီကလီရဲ့အချိန်စရားကိုထုံးစံတိုင်းခိုးပြီးပြောင်းလဲပြီးခရစ်စမတ်ပြည့်နေတဲ့လင်စေးကိုအရင်သွားကြိုလိုက်တယ်။ ဒီလောက်ကနေပြောက်တဲ့အခါတိန်လုံးပြင်ဆင်ထားတာတွေ့လို့အံ့ဩသွားတယ်ဂျက်ဖရီကစိုးစောကပဲမစ်စီကဖုန်းခလာမစ်ကျောက်သဘောတွေကောင်းပြီးလီမီသားစုနဲ့တူဖျားကျောင်းကတငယ်ချင်းတွေနဲ့အချိန်ဖြုန်းနိုင်ဖို့အတွက်နောက်ရက်မှာမနက်စင်နိုင်ခွဲမှာလုပ်ကိုလာပါလို့မှားလိုက်တယ်လို့သူကလိန်ပြောလိုက်ပါတယ်ဒီတော့သားမီတွေတိတ်ပျော်သွားကြတယ်ဒီတော့သူတို့ဟာခရစ်မတ်အကြိုနေ့ညကိုပြ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 နှွဲနိုင်သွားပြီပေါ့သားမီတွေပြောသလောက်ဂျက်ဖရီမျက်နှာမကောင်းတာကိုလီတယောက်သချင်းတွေဆိုရင်ကလှမ်းမြင်နေရတယ် ။ဘာကြောင့်လဲဆိုတော့ကတော့လူတွေကြားထဲမှာမဟုတ်သူ့မှာမေးခွန်းမတောင်။နောက်တနေ့မနေ့မှာဂျက်ဖရီယာရုပ်ဆိုင်မှာလူရက်ဖို့ပြင်ဆင်ခဲ့တယ်။စီစဉ်ထားတဲ့အတိုင်းတိတိကျကျလှူရှားရင်စိုင်တဲကိုဝင်တနက်ထုတ်ပြီးဝန်ထမ်းတွေကိုကျန်းပြင်ပေါ်မှာလှဲဖို့အမိန်ပေးခဲ့ပါတယ်။သူကဝန်ထမ်းတွေရဲ့နာမည်ကိုခေါ်ပြီးကိုကူကူကြိုးတုတ်ခိုင်းနေတော့ဓာတ်တိတဲကလူဆိုတာအလုံးကရိပ်မိကြတယ်ဒီကြားရတဲ့တယောက်ကသူ့တနက်ကိုဝင်လူဖို့လှုပ်တဲ့အခါသူကမေ့သွားရိုက်ပြစ်လိုက်တယ် မစ်ကိုလောကဖွင့်ခိုင်းပြီးတော့တွေကိုထုတ်ခိုင်းတော့ပစံတီထဲမှာပွက်ထားတဲ့ငေုပ်ကောင်းရဖြန်းဆက်ကပွင့်သွားပြီးမစ်ရဲ့မျက်နှာကိုပတ်လိုက်တဲ့အကြောင်းမစ်တယောက်မျက်စိတွေဆက်ပြီးမူးဝေသွားပြီမဲ့ငွေ9000ရမှအထောက်ထားတူတွေရမယ်ဂျက်ဖရီဟာငွေသားတွေကိုဆွဲယူပြီးဖတ်ပြေးဖို့လုပ်ခဲ့တယ်တဆတဲ့မစ်တွေသူကိုယ်တိုင်ဆိုင်ဖုန်းနဲ့နိုင်ဝဝကိုဖုန်းဆက်ပြီးဒံယာရဝန်တန်းတို့အတွက်လူလာတင်ရင်လာဖို့လှမ်းခေါ်နေတော့ရုတ်တရက်လီဆိုင်တဲကိုဝင်လာတော့သူတို့မျိုးလုံးချင်းစုံသွားတယ် နှစ်ယောက်သားတယောက်ကိုတယောက်ကြောင်ကြည့်နေပြီးပြီးထိတ်လန့်သွားတဲ့လီဟာချက်ချင်းပဲထွက်ပြေးသွားပါတော့တယ်တုံလုံးချောက်ချနေတဲ့ဂျက်ဖရီကတော့ပတ်စံတွေနဲ့တူတောအုပ်ထဲကိုပြေးသွားချိန်မှာဆိုင်ရှိမှာတော့ရဲကားတန်တူစူညံပွက်နေပါတော့တယ်ရဲတွေကဝန်ထမ်းတွေကိုစစ်မေးပြီးတဆိုင်လုံးကိုတောင်းစီအောင်ရှာကြည့်တဲ့အခါဂျက်ဖရီရဲ့လူဝက်ပုန်းခွေရနေရာကိုသူတို့ရှာတွေ့တော့မှာ ။ဘာကြောင့်ဆိုင်ကပစ္စည်းတွေပြောင်းနေလဲ။ခွန်ကြကတုံးလုံးဖောက်ထွင်းသူကဘလို့ရောက်လာတယ်ဆိုတာပြင်ဘာကြောင့်ဝန်ထမ်းအလုံးရဲ့နာမည်နဲ့အကြောင်းကိုလူရသူကသိနေတယ်လဲဆိုတာသူတို့နားလေသွားကြပါလေ။ဂျက်ဖရီယာရတဲ့ငွေတွေကငွေ9000ကိုစတိကူပေးလိုက်တယ်သာသူရဲ့နောက်ဆုံးတွေ့ဆုံခြင်းပါစတိကသူ့ကိုစာရွက်စာတမ်းအထုတွေနိုင်ငံကူးလက်မှတ်တင်တယ်သူ့ကိုစောင့်နေမဲ့အဆက်အသွယ်ရှိရာဗနီဇိုလာကိုသွားဖို့လေလက်မှတ်တစ်စောင်ကိုပါပေးလိုက်တယ်စတိကသိစစ်စစ်ဆက်လှုပ်ထားတာပါ ဒါအပြင်ဂျက်ဖရီကတစ်ချိန်မှာသူခင်မင်းခဲ့တဲ့လူတွေရှိကိုသူရှိရာလန့်ခေါ်နိုင်မလားဆိုတော့မရဘူးလူဒီဘဝမှာမင်းနဲ့တိမင်းနဲ့တိခဲ့သမျှအလုံးပြည်ဝကကြာသွားပြီဂျက်ဖရီဖြစ်နေဘာထောက်ထားမှကြံခဲ့လို့မရဘူးရှင်းပြမှရမယ်ဆိုတော့မှသွားစိတ်ခဲ့မှာသူ့ DNA ကြီးကြံနေနိုင်တာကိုသတိထားမိသွားတယ်ဒါကြောင့်သူဟာဓာတ်စီဘုံတစ်ပုံးနဲ့သွားစိတ်ခန့်ကိုသွားပြီးမီးရှို့လိုက်ပါတော့တယ်နောက်တည့်ရက်လေစစ်ကိုသူကားမောင်းသွားတော့လိစီကနေဖုန်းဝင်လာတယ် လေးရဲ့အတန်ကလူညံ့နေခရစ်စမတ်ညကိုအတူတူဖြတ်တန်းခြင်းကလေးတွေကလည်းတမေးနဲ့မေးနေကြပြီရှင်လာမာလားဆိုတော့ဂျက်ဖရီလည်းမြေ့နေကြပြီလိကိုတိတ်ချစ်တယ်သူလာမာပေါ်လို့ဂရေပေးလိုက်ပါလေနောက်ဆုံးတစ်ချိန်ဖြစ်နေသူ့တန်ရုံးစဉ်တွေရှိရာကိုသွားဖို့သူဆုံးဖြတ်လိုက်တယ်မိုးပြံပူပေါင်းတွေနဲ့လေးရဲ့အင်တကားကိုသွားခောက်ဖို့အလုပ်မှာပုံတွေနဲ့ရဲတွေထွက်လာပြီးသူ့ကိုအလွယ်တကူဖမ်းဆီးလိုက်ကြပါလေဒါဟာထောင်ချောက်ပါရဲတွေကသူ့ကိုဖမ်းဆီးနိုင်ဖို့အတွက်လိကိုအသုံးချခဲ့တာပါ လီယာခလန်လန်ကကားတစီးတဲကနေတကိုယ်ထဲထိုင်နေခဲ့တယ်။ရှယ်ရီဝင်ဖန်းတော့ဂျက်ဖရီစီကနေလွတ်ထွက်လာတဲ့မိုးပြံပူပေါင်းလေးတစ်လုံးကောင်းကင်လွန့်တက်သွားတယ်အောင်မြင်တဲ့အခါသူရှိုက်ကြည့်ငိုကြွေးမိသွားပါတော့တယ်။တရားရုံးကဂျက်ဖရီကို ထောင်တန်း32နှစ်ထတ်ချလိုက်လို့သူစုစုပေါင်းထောင်တန်း89နှစ်ဖြစ်သွားပါပြီ။တကယ်တော့သူ့ဖြစ်ကတိလျက်နဲ့သူ့ကိုယ်သူဖမ်းမိအောင်ထောင်ချုပ်တဲ့တမင်ခုန်ချသွားတာလား။ ချစ်ရသူကိုနောက်ဆုံးနှုတ်မဆက်ပဲထွက်သွားရမှာကိုစိုးရင်ခဲ့တာလားဆိုတာကိုထောင်ထဲက Jeffrey တယောက်အခုချိန်ထိရေးရရာစဉ်းစားလို့မရ89နှစ်ဆိုတာမသေးရင်တောင်မှအဖိုးကြီးဖြစ်ချင်အောင်မှသူပြန်လွတ်မဲ့အမိတ်ပါဘူးအခုတော့သူ့မှာမတူညီတဲ့မိသားစုနှစ်စုရဲ့ဓာတ်ပုံလေးပဲပိုင်ဆိုင်ခွင့်ရတော့တယ်ဒီအချိန်မှာသူသိလိုက်တာကသူနဲ့ချစ်ခဲ့ရတဲ့မိသားစုတွေဟာသူ့စီကပစ္စည်းဥစ္စာတွေအများကြီးလိုချင်နေတာမှမဟုတ်ပဲ သူတို့နဲ့အတူသူရှိနေတာကိုပဲလိုချင်ခဲ့တယ်ဆိုတာကိုအခုမှ နားလည်သွားပြီ။အရာရာဟာအချိန်နှောင်းခဲ့ပါပြီ။အခုတော့ထောက်ဟာသူ့ရဲ့သာဝရအင်ကြီးဖြစ်သွားရပါပြီ။ဒီရုပ်ရှင်တွေသက်ဆိုင်သူတွေကိုအင်တာဗျူးကြတဲ့အခါသူကအေးကန်းတဲ့ပုံစံအနှွေးတဲ့တောင်အရင်ဝခိုင်းတာဗျာ။မတ်တော်နဲ့ဆိုင်ဝင်တဲ့တူကလည်းဆိုင်ကိုတပြတ်တက်ပြီးနောက်တစ်ချိန်မှာဖုန်းဆက်တော့ကျွန်တော်တောင်းပန်ပါခမရတို့ကလူကောင်းနေတယ်ကျွန်တော်ကလူဆိုးပါလို့ပြောခဲ့တယ်တဲ့ဖာသားကလည်းသူက သူရဲကောင်းပဲ ကလေးတွေအတွက်ရုပ်တွေအများကြီးပေးခဲ့သူလို့ပြောသလိုဂျက်ဖရီကိုပါထောက်ဝင်စာသွားတွေးလိုက်သေးတယ်ထရကာမောင်သူတူကလည်းသူက သိရင်ကြည်တာရရင်ဆန်းဆန်းတခေါမှမပြောခဲ့ဘူးလို့ဆိုပါတယ်သူနဲ့ကြုံဘူးတဲ့လူတွေကသူ့အကြောင်းတွေကိုအဲ့ဒီလိုအကောင်းကြီးပဲပြောခဲ့ပါတယ်ဒါပေမဲ့ရင်နာဆရာကတော့လက်တွေ့ဖြစ်မှာသူ့ကိုထောင်ဖမ်းဖို့ကူညီခဲ့တဲ့လီဟာဆယ်စုနှစ်တခုအတွင်းမှာသူ့ကိုတစ်ချိန်ပဲလာတွေ့ခဲ့ပါတယ် အခုတော့ Jeffrey မှာနောက်နောက်ပြောင်ပြောင်နဲ့ဒရင်မှန်တကားကိုလာခောက်လို့ရမလားလို့မပြောနိုင်ဝန်ဒေတာမကချစ်သူလီရဲ့အိမ်ရှိတကားကိုခောက်ခွဲမရှိတော့ပါဘူးအခုတော့ Jeffrey ဟာထောင်ထဲမှာစာကြည့်ကြိုက်မှုဖြစ်နေအလုံးလုံးနေပြီး2036ခုနှစ်မှာလူငယ်ချင်းတော်ခွင့်ရဖို့စောင့်ပျော်နေပါလေဗျာကြည့်ရှုနားဆင်ပေးတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်